ုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျွန်လာတဲ့ထွက်လာတော့မယ့် Fever Watch Weekend အသစ်ဆက်သတင်းနဲ့အတူပီကာချူအကြောင်းပြုစူရီရေစိတ်တန်းနေဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စစ်စစ်တင်ဆက်သူကီကီပါပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂျွန်လာတဲ့ထွက်လာတော့မယ့် Fever Watch Weekend အသစ်ဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ဇွန်လထဲမှာ FIFA Mobile Game တစ်ခုကို Crypto Game အတွင်းနဲ့မြင်ရပါတော့မယ်။ FIFA Rival ဆိုတဲ့ဘောလုံးဂိမ်းကိုဇွန်လကစလို့ Android နဲ့ iOS device တွေမှာ solo ရနိုင်တော့မှာဖြစ်ပြီး FIFA Club ကမ္ဘာဖလားနဲ့အတူ launch လုပ်သွားမှာပါ။ မေလာထဲမှာတော့အစမ်းစောကြလို့ရနိုင်မှာဖြစ်တာကြောင့် gameplay ပုံစံအသေးစိတ်ကိုမကြခင်တည်ရတော့မှာပါ FIFA Rival ကိုတာဝန်ယူထုတ်လုပ်ထားတဲ့ Mythical Game ဟာ2021ခုနှစ်ထဲမှာ funding ဒေါ်လာ150 million အထိရရှိထားတဲ့ game studio တစ်ခုဖြစ်ပြီးအခုချိန်မှာဆိုရင်လည်းဒေါ်လာ1.25 billion အထိတန်ကျေရှိနေတဲ့ studio တစ်ခုလည်းဖြစ်ပါတယ် World Trade Game လောကမှာဆိုရင်နာမည်ကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Animoca Brando ကပါဝင်ရောက်ရင်းနှီးမြှုပ်နှံထားတာကြောင့် FIFA Rival ဟာဘယ်လောက်ထိအောင်မြင်နိုင်မလဲဆိုတာစိတ်ဝင်စားစရာပါ မင်းတကယ်ကင်းကတော့ FIFA အပြင်ပဂျီပန်ကွင်းနဲ့လည်းပူးပေါင်းထားပြီး2025ခုနှစ်ထဲမှာပဂျီပါတီဆိုတဲ့မိုဘိုင်းဂိမ်းတစ်ခုထုတ်ဖို့ရှိနေကြောင်းလဲဆိုထားပါဗျ။ World Street Gaming နဲ့ပဲဟာ2021ခုနှစ်နောက်ပိုင်းကစလို့အတော်လေးငြိမ်သက်သွားခဲ့ပြီး2024ခုနှစ်ထဲမှာ Order Grid လိုမျိုးဂိမ်းအကြမ်းစားတွေထွက်လာနိုင်ပေမဲ့ World Street Gaming ရဲ့အပေါ်စိတ်ဝင်စားမှုကတော့အတော်လေးနည်းနေပါသေးတယ်။ Little and Gaming နေနေရာမှာအစားတို့ဝင်ရောက်လာတာကတော့ Telegram Chatbot တွေနဲ့ Main Coin တွေဖြစ်နေပါဗျ။ တကယ်လို့သာ2025ခုနှစ်ထဲမှာကွန်ဆိုတွေပေါ်ရောက်လာတော့မယ် GTA 6မှာခရစ်တိုနဲ့ပတ်သက်တာတွေပါဝင်ခဲ့မယ်ဆိုရင်တော့ World Tree Gaming အပေါ်လူစိတ်ဝင်စားမှုပြန်မြင့်တက်လာနိုင်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပီကာချူအကြောင်းပြုစူရီရီစိတ်တန်းလေးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာ ဖြစ်ပါရဲ့ရှင်။ပိုကီမွန်ဟာခရီတိုဂိမ်းတစ်ခုဖြစ်လာနိုင်ကြောင်းဝက်ချွေဂိမ်းမာတွေမျှော်လင့်နေကြပါတယ်။ Pokemon character တွေကို manage လုပ်တဲ့နေရာတစ်ခုဖြစ်တဲ့ Home Mobile Adapt Update ထုတ်ပေးခဲ့ရမှာ Privacy မူဝါဒအတိတ်တွေလည်းပါလာခဲ့ပါတယ်။ဒီမူဝါဒအသစ်တွေထဲမှာ Parasol Technology ဟာ Pokemon Company နဲ့အတူ user data တွေမျှဝေသုံးစွဲမဲ့အချက်ကို user တွေကသဘောတူပေးဖို့ပါဝင်ပါတယ်။ Parasol Technology ဆိုတာကတော့ Blockchain Gaming Studio တစ်ခုဖြစ်ပြီးမကြာသေးခင်ကမှ Mr. Lessy ရောင်းချခံထားရတာပါ။ မစ္စတာလက်ဆိုရာကတော့ဆိုယီဘလော့ချင်းရဲ့ဖန်တီရှင်ဖြစ်တာကြောင့်ဇလန်ပြန်ပေါင်းရရင်ဆိုယီဘလော့ချင်းပေါ်မှာပိုကီမွန်ဂိမ်းတွေထွက်လာကြောင်းယူဆနေကြတာပါ။ Pokemon update ထွက်လာပြီးတရက်ထဲမှာတင်ဆိုရီ Foundation ဘက်ကနေ Trading Card Game တွေထုတ်ဖို့ရှိတဲ့အကြောင်းကြေညာခဲ့တာကြောင့်ခံမှန်းချက်တွေကိုပို့ပြီးခိုင်မာစေခဲ့ပါတယ်။ ီလိုမျိုးတရင်နေနဲ့အတူဆူရီတိုကင်ရဲ့ဈေးရီဟာလည်းရုတ်တရက်ထိုးတက်လာခဲ့ပြီးတရက်အတွင်းမှာတင်မဲ့20ရာခိုင်နှုန်းကျော်အထိတက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဝတ်ဒူဂိမ်းမာတွေနဲ့ပိုကီမွန်ဖန်တော်တော်များများဟာ blockchain နည်းပညာတွေ NFT တွေကိုကန့်ကွက်ခဲ့ပူကြတဲ့ဖြစ်ရပ်တစ်ခုလည်းရှိခဲ့ပူပါတယ်။2023ခုနှစ်မှာတုန်းကပိုကီမွန် company ရဲ့အလုပ်ခေါ်စာတွေမှာ blockchain နဲ့ NFT ကြောင့်ချင်းတူတွေခေါ်ယူခဲ့တာကိုအတုံများများကမကြေမနက်ဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ Web2 ဂိမ်းမှာတော်တော်များများဟာ NFT တွေနဲ့ cryptocurrency တွေကိုအလုံးရှုပ်တဲ့အရာတွေအပြည့်မြင့်တတ်ကြပြီးဒီအမြင်တွေကိုချိုးဖြတ်နိုင်ဖို့ကလည်း Web3 Game Studio တွေအတွက်အရေးကြီးတဲ့စိတ်ခေါ်မှုတစ်ခုပါပဲ။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းတဲ့နေ့လေးဖြစ်ပါစေရှင်။